တဲ့အားလုံးပဲကျွန်တော်ဒီနေ့ကမ္ဘာတုံးပြီးတော့ကျွန်တော် logo လေးပေါ့နော်ကျွန်တော်ကမ္ဘာတုံးပြီးတော့ကျွန်တော် logo လေးကိုကျွန်တော်ပြင်တာလေးကိုကျွန်တော်ဒီ share လုပ်ပြီးမှာပေါ့နော်နောက်ပြီးတော့ logo ဘယ်လိုလုပ်လဲကမ္ဘာတုံးပြီးတော့ logo ဘယ်လိုလုပ်လို့ရလဲဆိုတာလေးကျွန်တော်ဒီနေ့ညအောင်ပြင်မယ်နောက်ပြီးကျွန်တော်နောက်ပဲပေါ့နော်ကွန်ပျူတာနဲ့ပတ်သက်တဲ့အရာတွေကျွန်တော်ဆက်လက်ပြီးတော့ညအောင်ပြင်မှာဖြစ်ပါတယ်ကွန်ပျူတာနဲ့ပတ်သက်တဲ့အရာတွေကတော့ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်လုပ်ငန်းဝင်လေးပြင်မှာ တကယ်အသုံးတည်တဲ့အရာတွေကိုကျွန်တော်ဥစားပေးပြီးတော့ညောင်းပေးသွားမယ်။နောက်လီပိုင်းနေရာနောက်ပိုင်းကျွန်တော်ဖြည်းဖြည်းချင်းညောင်းပေးမှာပေါ့နော်။တတိယလုပ်ငန်းဝင်တွေမှာတကယ်အသုံးတည်တဲ့အကြောင်းအရာတွေကိုကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိရမယ်။နောက်ပိုင်းဒီနောက်လီနဲ့ပတ်သက်ပြီးတော့လည်းနောက်လီပိုင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဒီလိုကိုလောက်တာ YouTube thumbnail လောက်တာလေးဗီဒီယို edit လောက်တာလေးကျွန်တော်ဆက်လက်ပြီးတော့ညောင်းပေးတော့မှာပေါ့နော်။ဒါကြောင့်မို့ကျွန်တော် channel လေးကိုအဲ line subscribe လို့မလုပ်ရသေးရင်ကျွန်တော် channel လေးကို line subscribe လို့လည်းတုတ်ပြီးတော့ပါမယ်နော်။ ဲ့ဒါဆိုကျွန်တော်တို့ YouTube ကြံပါသုံးပြီးတော့ဗောနော YouTube logo လေးကိုကျွန်တော်တို့ဘယ်လိုလုပ်လဲဆိုတာကိုကျွန်တော်တို့ပြပြပြီးမနော်ဆိုတော့ပထမဆုံး Chrome browser ရေကိုတွားမယ် Chrome browser မှာကံပါကိုကျွန်တော်တို့ login ဝင်မယ်ကျွန်တော်တို့ Google ရဲ့ account နဲ့ပဲကျွန်တော်တို့ login ဝင်လို့ရတယ် Google account နဲ့တခါလေ login ဝင်ပြီးကျွန်တော်တို့တွားမယ်ဗောနော်အဲဒါဆိုရင်ကျွန်တော်တို့ကျွန်တော်တော့ login ဝင်ပြီးသားဖြစ်တဲ့အတွက်တခါလေပဲကျွန်တော်ကံပါတေဘူးကျွန်တော်တို့တခါလေပြမယ်ဗောနော် ကျွန်တော်တို့ project ဒီပေါ့နော်ဆိုရင်ကျွန်တော်ကအစ်စ်ပေါ့နော်ကျွန်တော်တို့ create ကိုနှိမ့်မယ်ကျွန်တော်တို့အစ်စ်ဖန်တီးမှာပေါ့နော်ကျွန်တော်တို့ကဒီမှာ logo လုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်အရင်ရက်ကရိုက်ခဲ့တယ်လို့ thumbnail တွေရိုက်တယ်လို့ပေါ့နော် thumbnail ရိုက်တယ်လို့ပဲ youtube thumbnail ပုံစံလိုပဲကျွန်တော်ကဒါ logo ပေါ့ youtube logo လို့ပြောမယ်နော် file ou you ဒီ youtube logo ပေါ့နော်အဲ့မှာ logo logo လို့ရိုက်ရတာနဲ့ကျွန်တော်တို့ဒီမှာ YouTube channel logo လေးကိုကျွန်တော်တို့ရတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ကနေလိုက်ဒါနေလိုက်တဲ့ခါမှာကျွန်တော်ဒီမှာဒီပတ်ပေးမှာဆိုကျွန်တော်ဒီဇိုင်းနေမြင်ရတော့ပေါ့နော်ဒါလင်းကြားဒါ logo ဒီဇိုင်းနေပေါ့နော် YouTube ဒါ logo ဒီဇိုင်းနေဒါ logo ဒီဇိုင်းနေပဲဒီဇိုင်းကြိုက်တယ်ကိုကြိုက်တဲ့ဒီဇိုင်းကိုကျွန်တော်တို့အသုံးပြုလို့ရတယ်ပေါ့နော်ဒီဇိုင်းကြိုက်တယ်ဆိုတော့ ကျွန်တော်ကတော့ကျွန်တော်ကကူကကကျွန်တော်ကပြင်ပါဘောနော်ကျွန်တော်လိုကိုလေးကိုကျွန်တော်ယူကျူလိုကိုလေးကိုကျွန်တော်ပြင်ပါဖြစ်တဲ့အတွက်ကျွန်တော်ဒီဟာလေးကိုကျွန်တော်ယူကြည့်လိုက်မှာဒါလေးနဲ့ကျွန်တော်အပိုင်းလေးနဲ့ကြိုက်တော့ဒါလေးမှကျွန်တော်အခြေခံပြီးပြင်မယ်ဘောနော်ဒီမှာကျွန်တော်တို့ပြင်သွားရင်ဒါဘောနော်ဒါဒီမှာကျွန်တော်တို့ဒါပြင်သွားတာနဲ့ကျွန်တော်တို့ဟိုဟာလောက်တာနဲ့တို့ကိုလောက်တာနဲ့အတူတူပဲဘောနော် ဘယ်လိုမျိုးပေါ့နော်ဘယ်လိုမျိုးဒီမှာကျွန်တော်တို့ဘယ်လိုမျိုးဒီမှာဒီဇိုင်းကိုကူကြိုက်တာကိုရွေးချယ်ပြီးတော့ကိုပါဘူးပြန်လုပ်လို့ရတယ်နော်ပြင်တာနဲ့ကျွန်တော်ပြင်တာနဲ့အစ်စ်လုပ်တာနဲ့ဒီဇိုင်းအစ်စ်လုပ်တာနဲ့အတူတူပဲပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်ရဲ့ upload ကနေပြီးကျွန်တော် logo ကိုကျွန်တော်တွားယူမယ်ဒီမှာကျွန်တော် logo ဒီကောင်လေးကိုကျွန်တော်အဲဒီ logo လေးကိုကျွန်တော်ထားမယ်အဲ့ဒီတော့မဒီ logo လေးကိုကျွန်တော်ပြင်ပါဘောနော်ဒီဒီ logo လေးကိုကျွန်တော်ပြင်မယ် ဒီလိုကလေးမပြင်းကြကျွန်တော်ဒီမှာကြည့်မယ်ကျွန်တော်ဒီမှာဘာတွေပါလဲဆိုတော့ကြည့်မယ်သူကဘယ်လိုလုပ်ထားလဲကျွန်တော်ကြည့်မယ်ဒီကောင်းဆိုရင်ကျွန်တော်ဘာလဲပေါ့နော်ရွှေ့ကြည့်မယ်နေရအဲဒါဆိုရင်ကျွန်တော်ကသူကအပေါ်ကဖရင်အလှလုပ်ထားပါပေါ့နော်ဒီကောင်းဆိုရင်ကျွန်တော်ဒီကောင်းဖြတ်လိုက်ရင်ဒီအပေါ်ကအလှလုပ်ကိုပြတ်သွားမှာပေါ့နော်ကျွန်တော်ကဒီလိုကိုယူမယ်ဒီလိုကိုမဖြတ်ဘူးပေါ့နော်ဒီလိုမှားပြီးတော့ကျွန်တော်ကမသိလို့မလို့ဒီကောင်းနှိမ့်ခဲ့ပြီလေ control set နဲ့ကျွန်တော်ကဒီလိုကိုဒီကောင်းပြန်ခေါ်လို့ရရပေါ့နော် control set နဲ့ပြန်ခေါ်လို့ရပါတယ်ဒီကောင်းကိုကျွန်တော်ကယူမှာယူမှာဖြစ်တဲ့ဒီကောင်းကိုပြီးခုခဏ ဖယ်ထားလိုက်ကျွန်တော်ကဒီကနေပြီးတော့ကျွန်တော်ဒီမှာ frame နဲ့သူရတက်ပုံဖြတ်မှာပေါ့နော်ကျွန်တော် frame နဲ့ frame ကိုခြံထားမယ်တက်ပုံဖြတ်ဆိုင်မယ်ဒါဆိုရင်သူကဒါ frame ဖြစ်မယ်သူရတက်ပုံကကျွန်တော်ဒီမှာသိချင်မနော်ဒီကောင်ကိုကျွန်တော်ကြည့်မယ် delete နေလို့နော်အော် delete နေဒီမှာ frame ဖြစ်မှာလား image ဖြစ်မှာလားဆိုတော့ပေါ်တယ်ပေါ့နော်ကျွန်တော်ဒီမှာတက်ပုံပဲဖြစ်မှာပြည့်တယ်ကျွန်တော်က တပုံချလိုက်ပါเนาะ Okay ဒါဆို print ကြံခဲ့ပါเนาะဒီမှာ print ကြံခဲ့တယ်ကျွန်တော်တို့ဒါသူနေရာပြန်ပြန်ထားတော့เนาะအဲ့တော့ကျွန်တော်ဒီကျွန်တော် logo လေးပြင်မဲ့ logo လေးကျွန်တော် set တင်လိုက်မယ်ဒါ upload မှာကျွန်တော် set တင်ထားတာပါเนาะ upload မှာ set တင်ထားကျွန်တော် logo လေး set တင်လိုက်မယ်ဆက်တင်ပြီးဒီထက်ထည့်ကြည့်မယ်ပါเนาะ အာဒီကောင်ကမရဒီကောင်ဖရင်အပေါ်ရန်ဟိုကကာနေပြဖြစ်မယ်နော်ကျွန်တော်ဖရင်နဲ့ရတာဒီကောင်ဒီကောင်ကျွန်တော်ချွေရဖြည်းပြီးမှကျွန်တော်ထည့်မယ်နော်တော့ဒါတွင်ကျွန်တော်ရောက်သွားပြီနော်ရောက်သွားဆိုမှကျွန်တော်ကဒီကောင်ကိုကျွန်တော်ကဒီကောင်ကျွန်တော်ကလိုဂိုလုတ်ပြီးသားပေါ့နော်လိုဂိုလုတ်ပြီးသားကတခြား AI ကကျွန်တော်ကလိုဂိုလုတ်ထားတာတခြား AI နဲ့လိုဂိုလုတ်ထားတာဖြစ်တော့ဒီလိုဂိုလုတ်နီးလေးပေါ့နော်ဒီလိုလိုဂိုလုံနီးလေးလိုဂိုအလှလုံနီးလေးတွေပေါ့နော် လာလုံနီးလေးကို AI တခုမှကျွန်တော်လောက်ထားတာပေါ့နော်အဲဒီ AI ကို client AI လို့ထင်တယ်ကျွန်တော် client AI ရနေပြီကျွန်တော်လောက်ထားတာအဲဒီ AI တုံးလေးပေါ့နော် logo လုံနီးလေးကိုကျွန်တော်နောက်ကြရင် share လုပ်ပြီးမှာပေါ့နော်အဲဒီ logo မျိုးအဲဒီ AI မှာလည်းတော်တော်လေးသင်ပြရလို့လို့ရတာတော်တော်လေးသင်ပြပါရဲ့ဒါဆိုရင်ကျွန်တော်ဒီမှာကျွန်တော်ဒီစာတွေကိုကျွန်တော်ကဖြတ်ချင်တာပေါ့နော်ဒီစာတွေဖြတ်ချင်တာမပါခြင်းဘူးကျွန်တော်လူကမှာဒီစာတွေမပါခြင်းဘူးမပါခြင်းတဲ့အတွက်ဒီကောင်ကိုကျွန်တော် ီမှာကျွန်တော်ဒီကောင်ဆွဲကြည့်မှာပေါ့နော်ဆွဲမှာဒါ brain brain site ကြည့်တာပေါ့ကျွန်တော်ဒီဟာကိုကျွန်တော်ယူမယ်တစ်သက်ကလေးခေါ်လိုက်မယ်ခေါ်ပြီးကျွန်တော်ဒီကောင်ကိုကျွန်တော်ဆွဲမယ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့စာရီကြောက်တဲ့ဒီစံကိုဆွဲရတယ်ပေါ့နော် ပြောင်းဒီကျွန်တော်ဆွဲထည့်မှာပေါ့နော်စာရီးပြောင်းဒီဆွဲထည့်မှာอืมဒါဆိုရင်ကျွန်တော်တို့စာရီးကတော့ပျောက်သွားပြီနော်ကျွန်တော်အရင်နေနေထွက်တဲ့အတွက်အဲ့နေနေပြန်ပြန်နေအောင်တော့ညှိမယ်ပေါ့နော်ကျွန်တော်နေနေညှိမယ်ကျွန်တော်ပရိယတာအောင်မှာဆိုတော့ကျွန်တော်ကနည်းနည်းပေါ့နော်ညှိထားမှာနော်ပရိယတာအောင်မှာပေါ်နေဆက်ပေါ်နေတဲ့ အဲဒါဆိုရင်ကျွန်တော်တို့စာမပါတော့ဘူးစာမပါတော့နဲ့ကျွန်တော်တို့ဒီမှာကြည့်မယ်ဒါဆိုဒီတိုင်းနေမယ်ကျွန်တော်ဒီဘွား frame ကိုဆွဲတင်ကြည့်မယ်ဘောနော်ဟွန်းဟွန်းဆိုဘောနော်ဒါဆိုရင်ကျွန်တော်တို့ဒီလိုရအောင်အဲဒါဆိုရင်စာပြောက်သွားမယ်ကျွန်တော်ဒါလူကူကြီးပဲတည်တန့်ကြမယ်စာပြောက်သွားမယ်ကျွန်တော်ကအဲ့ဒါကိုကျွန်တော်နာမည်ပြောင်းတာဘောနော်စာထက်ထဲကျွန်တော်ဒီ background မကြိုက်လေကျွန်တော်ကပြင်လို့ရအောင်နော်ဒီ background ကိုဒီမှာကျွန်တော်က အကြောင်းကာလာပြောင်းလို့ရမယ်။ဒါပြီးမှကျွန်တော်ပြောင်းမယ်ပေါ့နော်။ကျွန်တော်စာရင်ရိုက်ကျွန်တော်နာမည်ရင်းရိုက်ပြီးတော့ကျွန်တော်တက်ကူသွားမယ်။တက်ကနေပဲကျွန်တော်အင်္ဂလိပ်ဟောက်ကိုကျွန်တော်ရိုက်ကျွန်တော်ရဲ့ channel ရဲ့နာမည်ကိုရိုက်မယ်။ computer c o m p u t e r computer w o r l d w o r l computer w o r l ပေါ့နော်။ computer w o r l ဝင်းစော်ကျွန်တော်ကဝင်းစော် w i n a w w ဝင်ဆောင်မှာเนาะအဲဒီတိုင်းတိုင်းဒီစာကိုကျွန်တော်ကအောက်မှာပဲထားမှာဒီလိုကိုရအောက်မှာထားမှာဒီလိုကိုဟမ်ဒီမှာဒီလိုကိုရအောက်မှာထားမှာဖြစ်တဲ့စာကာလာနမညာကာလာယူပြီးချိန်လိုက်မှာเนาะညာအင်းစာလေးချိန်နေပြီးရင်စာကိုကျွန်တော်တို့က နော်လိုဂိုလုပ်တဲ့အခါမှာလိုဂိုကတော့တိချိုးတက်ပေါ့နော်တိချိုးတက်နဲ့ကျွန်တော် YouTube လိုဂိုတွေကိုတိချိုးတက်နဲ့ကျွန်တော်လုပ်လို့ရတယ်နော် YouTube လိုဂိုတွေကတိချိုးတက်ဆိုရင်ရတယ်ပေါ့နော်တိချိုးတက်နဲ့ YouTube လိုဂိုတွေလုပ်မယ်ဒါဆိုရင်ကျွန်တော်ကတိုင်းပြီပေါ့နော်ကျွန်တော် channel တရားနည်းနဲ့ဆွေးနွေးမယ် ဖြစ်တဲ့အတွက်ကျွန်တော်ဒီကောင်ကိုအောက်ကိုဆင်းနော်အောက်ကိုဆင်းမယ်ပြီးရင်ဒီကောင်ကိုလည်းကျွန်တော်နည်းနည်းကလန်းကြည့်မယ်ပေါ့နော် ပြเนาะဆန္ဒညီတိုင်းနေပြနေကျွန်တော်တို့ပုံပတ်ဒီပဲညီပါ့ပေါ့เนาะကျွန်တော်ဒီဘွားစာကိုကျွန်တော်တို့ကြာပါလေဒီကောင်တို့ဒီလောက်ပြင်ရကာလာချိန်ချင်းတော့ကျွန်တော်ထပ်ချိန်လို့ရတယ်ကာလာအောင်ချိန်ချင်းရတယ်ကျွန်တော်ဒီ knock on background ချိန်ချင်းကျွန်တော်ဒီမှာချိန်လို့ရတယ်เนาะ knock on background ကာလာလေးကိုကြိုက်တယ်ကာလာကိုချိန်လို့ရတယ်ဒီမှာအဲလိုပဲအောင်ထားချင်းလေပေါ့เนาะကြိုက်တဲ့အောင်ချိန်လို့ရတယ် င်းပြီးကြိုက်တဲ့အကြောင်းရှင်းပြရမယ်။လာရောနော်ဒီအကြောင်းလေးလည်းလာတယ်။ဒါလေးလည်းလာရင်ဒါလေးလည်းဒါဒါအကြောင်းဆက်ပေးရောနော်အကြောင်းရောလေးလေး။ဒီအကြောင်းရောလေးလေးအများကြီးကြည့်လို့ရတယ်။ဒါအကြောင်းလေးတို့ရောပြီးတာအများကြီးရှင်နော်ကျွန်တော်တို့အကြောင်း တော်တော်လှနေပါပြီ။ဒါလေးလက်လှတာ။ဒါလေးလက်လှတာတော်တော်များများကိုအကုန်လှ။ဟမ်။ဒီအဲ့ဆိုကျွန်တော်ကြီးကျွန်တော်တို့နော်တခုပဲကျွန်တော်တို့ထားလိုက်တော့မယ်နော်ကျွန်တော်တို့ပုံလေးကိုတခုပဲထားလိုက်တော့မယ်ဒါဒီထားလိုက်မယ်နော်အဲကွန်တာဘောဝင်းဇော်ဆိုတဲ့ဟာဒီကိုထားလိုက်မယ်နော် စာလေးကိုကျွန်တော်တို့ကာလာပြောင်းခြင်းတိစာကကာလာနည်းတင်လိုက်ပါတော့။ရာရာ老老，这地段因为这种差来没呢？这地段因为这种差来没？这种路过的。 နော်မပြင်းတော့ဘူးတော့ခတ်လိုက်တော့မယ်နော်โอเคတော့ခတ်လိုက်တော့မယ်ဒါဆိုရင်ရပြီပေါ့နော်ကျွန်တော်ဒီမှာကွန်ပျူတာဘောဝင်စောခေါင်းစရာလေးကွန်ပျူတာဘောဝင်စောကျွန်တော်ပြင်ပြရမလို့တော့ပေါ့နော်ကွန်ပျူတာဘောဝင်စောဒီမှာကျွန်တော်ထည့်ခြင်းထည့်လို့ရရဘလူးကိုအဲလိုကိုကြီးပို့လို့ဆိုပြီးကျွန်တော်ထပ်ထည့်လိုက်မယ်နော်နောက်လိုကိုဆိုထည့်ထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာပြောခဲ့သလိုပဲလိုချင်ပြီဆိုရင်ကျွန်တော်ဒီမှာ share ကိုနှိပ်မယ်ကျွန်တော်ဒီမှာ download ဆိုတဲ့ဟာဒီပေါ်လာနေမယ်အဲဒီကို download ဆိုတဲ့ဟာဒီကိုနှိပ်ပေါ့နော်မတောင်းလို့ဆိုရင်အားလေးပေါ်လာရင်နေမယ်နေပြီးကျွန်တော် PNG ဆိုတော့အားနေပဲကျွန်တော်တို့ download ဆက်မယ်ဒီမှာ download နေလဲကျွန်တော်ကတော့ download နေနေမပြသေးဘူးเนาะကျွန်တော် download မနေသေးဘူးကျွန်တော်ဒီတိုင်းမြဲနေနေတော့မှာเนาะဒါဝဒီကန်နေမယ်ဆိုတော့လဲ auto save ရပါเนาะ auto save ရဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတိုင်းမြဲအပီးတိုင်းတော့ခပ်ပြီးကျွန်တော်ဒီမှာ အောင်လုံးစရာရှိရဲဆိုရင်ပေါ့နော်လုံးစရာရှိရင်ကြာလိမ့်ဒီလိုင်းနှိပ်နှိပ်ပြီးရတယ်ကျွန်တော်တို့နောက်တစ်ခုပါလုပ်ရှင်တယ်ပေါ့နော်အဲ့ဒါပေါ်လုံးမဲ့အရာပေါ်သွားပြီးတော့ထပ်ပြီးတော့ကျွန်တော်တို့ဒီအတစ်လုံးမဲ့ဆို create ထပ်နေမယ်ကျွန်တော်တို့ဒီအရပဲ logo ပဲထပ်လုပ်မဲ့ဆိုရင်ကျွန်တော်တို့ logo တစ်ထပ်ယူမယ်ဒီ UI ဘင်းဒီမှာကျွန်တော်တို့ဒီဇိုင်းတွေပေါ်လာလိမ့်မယ်เนาะကိုလိုချင်တဲ့ဒီဇိုင်းကိုခုနကကျွန်တော်ပြောသလိုပဲအကုန်လုပ်လို့ရနောက်ပြန်အောင်ဒီဟာလေးတော်တော်လှတယ်အဲဒီမှာဟုတ်ကဲ့ ကာလေးလုံးညာလိုလေးနဲ့အဲပင်လေးလေးနဲ့ဩဒီမှာဆိုတဲ့လိုပဲကျွန်တော်တို့ပုံလေးထည့်မယ်ပေါ့နော်ထည့်တဲ့ပုံလေးကျွန်တော်တို့ဆက်ထည့်လို့ရမယ်ဆက်မယ်ဆိုရင်ကျွန်တော်ဒီမှာနှိမ့်မယ်တလိတပုံနှိမ့်မယ် frame နဲ့ခွဲပြနေမယ်နော် frame ချန်ထားမယ်တပုံနှိမ့်အဲဒီလိုလေးနဲ့ကျွန်တော်တို့တွားမယ်နောက်ဒီမှာ add page ကျွန်တော်တို့ပေါင်းလို့ရနောက်တပုံနောက်တစ်ခုထပ်ပြီးတော့ကျွန်တော်တို့လုပ်ချင်းပြီလားဒီမှာအတိရှိတယ်ကျွန်တော်ဒီမှာ design ထပ်ရှာမယ် တစ်ခါရဲ့တွဲရပါတော့နှစ်ခုတစ်ခါရဲ့တွဲရလောက်တော့နော်ဒါလည်းလို့ဆိုနော်နောက်ခုကျွန်တော်ထပ်ပြီးတော့လောက်ကျွန်တော် line ကြနော်အဲကြောင့်ကျွန်တော်ဒီမှာဒါနောက်တစ်ခုနောက်ပရောနဲ့ပတ်သက်ပြီးနောက်တစ်ခုထပ်လောက်ထားတော့နော် ready အားဒီမှာလုပ်မယ်နောက်နှစ်ခုတစ်ခါရဲ့ပြင်လို့နော်တစ်ခါရဲ့ပြင်ဒီကောင်ပြင်မယ်အာဒီကောင်ပြင်မယ်ဆိုဒီမှာကျွန်တော်တို့သွားမယ် ီကောင်ကတော့လူကြီးအသေးကြီးရတော့ဖြတ်မယ်ဆိုရင်ဒီမှာပဲဖြတ်နော်ဒီကောင်ကဒီလိုပဲဖြတ်ပြန်ဟုတ်တယ်ဒီဖြစ်တော့သူကအသေးဒီကောင်တို့အရှင်းမပါဘူးနော်အဲ့ပြီကျွန်တော်ဒီကောင်ကဒီနှစ်ခုမှလိုချင်တယ်ဆိုဒီချုပ်ချင်းနဲ့နော်တော်လို့ရနှစ်ခုပေါ့နော်ဒါနှစ်ပုံဒီဒီဇိုင်းဝင်နှစ်ခုနှစ်ခါလေးတစ်ခါလေးပြင်လို့ရပါတော့နော်နှစ်ပုံတစ်ခါလေးထုတ်လို့ရမယ်လိုချင်ကျွန်တော်တလိနဲ့ဖြတ်ဒီမှာကျွန်တော်ရာဂိုင်းလုံးနေရှယ်လို့ရမယ်နော်ကျွန်တော် ြည့်လို့ရမယ်ဒီမှာကကျွန်တော်ပြောသူကဒီမှာ upload ကကိုလိုချင်တဲ့အရာလေးတွေကိုဆွဲတင်နော်ကိုလိုချင်တဲ့ကိုရဲ့တပ်ပုံလေးတွေကိုဆွဲတင်ဆွဲတင်ထားပြီးတော့ကိုကဒီမှာပြင်လို့ရမယ်နော်ဒီမှာ project ကကိုလုပ်ခဲ့တဲ့အရာတွေကိုမြင်ရမယ်ကျွန်တော်တက်ကစာရိုက်တယ်ပေါ့နော်ဒါဒီလိုကိုနဲ့ thumbnail နဲ့တက်ဆိုင်တဲ့အရာတွေပေါ့နော်ဒီမှာ element ကိုကြိုက်တဲ့အားလေးတွေရှာလို့ရမယ်နော်ဒီမှာရှာရိုက်ပြီးတော့ရှာလို့ရမှာပေါ့နော်ဒီမှာ ဒါဆိုရင်ကျွန်တော်ဒီနေ့လိုဂိုနဲ့ပတ်သက်တဲ့အရာလေးကြီးဒါဆိုလိုဂိုလုံးကြီးလေးတိလောက်ပြီးတော့ခင်ပါရယ်ဒီနေ့တော့ကျွန်တော်လိုဂိုနဲ့ပတ်သက်ပြီးဒီလောက်ပါပဲနောက်ပိုင်းကျွန်တော်လိုဂိုအလားလေးတွေလုပ်တာပေါ့နော် AI နဲ့အလားလေးလုပ်တဲ့ဟာကိုကျွန်တော်လုပ်ပြပါအောင်မယ်ပေါ့နော်အရာလေးနဲ့ပတ်သက်ပြီးကျွန်တော် share ရင်းထပ်လုပ်ပေးမယ်ပြည်စုံသွားအောင်လို့ပေါ့နော်ကျွန်တော် thumbnail လုပ်ပုံပေါ့နော် YouTube thumbnail လုပ်ပုံလည်းကျွန်တော်ရှေ့မှာရှေ့ပြီးတော့မှကျွန်တော်လုပ်ပြခဲ့ပြီပါလိအရာလေးတွေလည်းကျွန်တော်တို့တွေ့ကြည့်ပေးပါအောင်လို့နော်ကျွန်တော် channel လေးကို like and subscribe လုပ်ပါတင်လည်း like and subscribe လုပ်ပေးတော့ပါအောင် ကျွန်တော် channel လေးရနေပြီးတော့နောက်ပိုင်းကျွန်တော်ကကွန်ပျူတာနဲ့ပတ်သက်တဲ့များတော်တော်များများပါတော့ကွန်ပျူတာနဲ့ပတ်သက်တဲ့များကြီးကျွန်တော်အဓိကတင်ပါဖို့လုပ်ငန်းဝင်တွေမှာလုပ်ငန်းဝင်တွေမှာလက်တွေ့သုံးကြတဲ့ကွန်ပျူတာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ပညာဒါနအနေနဲ့အကုန်ချပြသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like subscribe နဲ့အားပေးတော့ပါဦးလို့